မင်္ဂလာပါလူမြတ်ကျော်ရဲ့ညာခင်းပိုင်းတင်ဆက်မှု10ရက်6လ2025မှာအထူးသတင်းကောင်းတွေရှိနေပါတယ်အားလုံး Facebook စာမျက်နှာ TikTok စာမျက်နှာ YouTube စာမျက်နှာတခွင်မှာအုံအုံထနေတဲ့အညာကငတ်ကင်နဲ့ပင်ကြရေးအကြောင်းမော်ဘီလေတပ်ကိုသူ site drone တွေနဲ့ပြစ်ခတ်တယ်ဆိုတဲ့အကြောင်း ငှက်กินတဲ့အပြင်ပိုင်းလော့ခင်ပါဆိုတဲ့အကြောင်းကိုခက်မြမြန်ခက်သွက်သွက်နဲ့ဆော့ဆော့စီစီအောင်ပွဲခံလိုက်ကြရအောင်ဒီကနေ့ဒီငှက်กินဟာဘလို့တိုက်လေရင်မျိုးစားလေဘသူတွေကပြစ်တာလဲဘာတွေနဲ့ပြစ်တာလဲဘယ်နေရာမှာပြစ်ခံရတာလဲဘယ်ကိုပြတ်ကျသွားပြီးဘာတွေဖြစ်ကုန်လဲဒီအကြောင်းအရာတွေကိုတင်ပြမှာဖြစ်ပါတယ်အဲ့တော့ဒီကနေ့မှာတော့ကန်တော့မှာ စကိုင်းတိုင်းပလဲမြို့နယ်ကံတော့တိုက်ပွဲဖြစ်တာ9ရက်6ရက်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်အရှိရတွေမှာလည်းကျွန်တော်အားလုံးကိုတင်ပြပြီးတဲ့အတိုင်းကံတော့မှာ Jet Fighter တွေ Y80 Y20 တွေဟာတနည်းကိုဘုံလုံးရင်30ထက်မနည်းကျဲချပြီးတော့ Jet Fighter တွေဟာပေါင်900ပေါင်300တွေမပြတ်ကျဲချနေပါတယ်ကံတော့ဟာမဟာဗျူဟာကြားတဲ့ဒေတာတခုဖြစ်တဲ့အတွက်စစ်ကောင်စီကလက်မလွတ်ရည်အတွက်လေကြောင်းပစ်ကူပြင်းပြင်းထန်ထန်တုံးပြီး ခုခံနေတော်냐 PLE ABDF နဲ့ကြက်တဲ့နဲ့တက်တော့ BNR အစရှိတဲ့တက်တရားထိုးစစ်ကိုဥဆောင်တဲ့လူကထိုးစစ်ကာကင်းရှေတန်းဖြတ်တော့အစရှိတယ်ကိုတော်ဝင်ကြေကြေတိုက်ပွဲဝင်နေကြတာအားလုံးသိပြီလားပဲဖြစ်ပါလိမ့်မယ်ဒီနေရာမှာဒီကနေ့ကျွန်တော်ကိုဘုံလာကျဲတဲ့တိုက်လီ ဘလို့တိုက်ကြည့်ရင်အမျိုးအစားလဲဆိုတော့တရုတ်နိုင်ငံတို့ F7 တို့မို့ G7 အမျိုးအစားဖြစ်နိုင်တယ်လို့ကနဦးကျွန်တော်တို့သိရှိရပါတယ်။လေရင်အပြက်အစီဓာတ်ပုံတွေကိုကြည့်ရင်အစိမ်းအောင်ပျောက်ကြားအစိတ်ပိုင်းတွေပါတယ်။ဘိန်းပုံစံတွေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါစစ်ကောက်စီလေထဲမှာ76စီးပဲရှိတဲ့ G7 ခေါ် F7 တိုက်လေရင်နဲ့တွင်ပြင်လက္ခဏာတွေနဲ့တုံညီနေပါတယ်။ နောက်တဲ့တိတာထင်ရှားတဲ့လင်းကိုတဲ့အစိတ်ပိုင်းတစ်ခုခုဓာတ်ပုံဗီဒီယိုကိုရမလားဆိုပြီးဆက်လက်အဆောင်ကြည့်နေစေရှိပါတယ်။တရုတ်နိုင်ငံတို့ G7 လို့ခေါ်ပြီးအခြားနိုင်ငံကိုတင်ပို့ရင်တော့ F7 လို့ဆိုပါတယ်။တချို့သတင်းတွေမှာတော့ပြတ်ကျတဲ့နေရာ FTC 2000G အချို့နေရာတွေမှာ MNG 29တရင်တွေမျိုးစုံထွက်နေပြီမဲ့တိုက်လေရင်ဖြစ်တယ်ဆိုတာကတော့ Jet Fighter ဖြစ်တယ်ဆိုတာကတော့ ညင်းလို့မရနိုင်ခဲ့ဘူးဒီလိုပြက်ကတ်တိုက်ခိုက်ခဲ့တဲ့နေရာမှာ၃စီးလာရောက်ခဲ့တာဖြစ်တယ်လို့ဒီကျွန်တော်တို့အဲဘူထမြ channel ကလမ်းမီ interview ရတဲ့အတန်ဖိုင်ကလစ်လေးမှာကျွန်တော်ကြားလိုက်ရပါတယ်၃စီးကိုတောက်လျှောက်ပစ်နေတဲ့အဖြောင်းပစ်တွေကအဲအမျိုးစုံပြက်ကတ်တိုက်ခိုက်တယ်ဒါပေမဲ့တခုထူးခြားတာကအညာမှာအညာသားတွေကိုအမြဲတမ်း short တွက်လေး short တွက်လေးရှိတယ်စစ်ကောင်စီကဒီတစ်ခါတော့အငိုက်မိသွားပါတယ် ဘလို့ short တက်တာလဲဆိုတော့လေရင်နဲ့ဘုံချဲရင်တိုင်းသားဤရောက်ဦးနေမြေတွေမှာတော့ခန့်မြင့်မြင့်ကပြန်တန်းချဲလိရှိပါတယ်ဘာလို့ဆိုတော့တိုင်းသားဤရောက်ဦးနေမြေတွေကလက်နက်လက်နက်ဒီလင်းပြစ်လက်နက်ရှိနိုင်တယ်လို့ယူဆတဲ့အတွက်ခန့်မြင့်မြင့်ကပြန်တန်းပြီးချဲပြီးမယ်အညာမှာဘုံချဲရင်တော့အညာသားတွေကိုအထင်သေးတလူလူနဲ့အနှိပ်ပြန်ချဲလိရှိပါတယ်ပြစ်မျက်ကိုစူးစူးစိုက်ရှာပွေးအနှိပ်ပြန်ပြီး အညာသားတွေကိုဂယုမဆိုင်တဲ့အချိုးချိုးတာဒီတခါတော့အညာတက်တွေစော်ပလော်တီးတာတိုက်လေရင်ဂျက်ဖိုက်တာကိုပစ်ချလိုက်နိုင်တယ်ဆိုတဲ့တဲ့င်းစစ်ကောင်စီတက်ထဲမှာဖယိုဖယဲဖြစ်ပြီးဝုံနိုင်ကျဲနေတယ်ပြုအဲ့တော့ပစ်ချတိုက်ခိုက်မှလို့ ਨੇ ပတ်သက်ပြီးလေရင်ဒီစည်းလုံးရက်စရာမရှိအောင်ပျက်စီးမိတော့သွားတော့ဘူးအတိပေးပါတယ်တရဝေးနောက်တစ်ချက်ကလေမှုနှစ်ဦးရဲ့ရုပ်အလောင်းမှာ တလုံးတစ်ခုကတော့ဥကောင်းခွန်ပဲရပြီဒီနေမူးလောက်ဟိုစောင်းနေပေါ့နော်ဒီလေရင်ဟိုဟဲလ်မတ်ပေါ့နော်ဟဲလ်မတ်မှာနဆက်လေးပစ္စည်းကတ်ထားတယ်ပုံတပုံကိုကျွန်တော်တို့အားလုံးတွေ့ပြီးသားဖြစ်မှာပါအဲ့တော့နေမူးနှစ်ယောက်လုံးသိပါတယ်သိပါတယ်အဲ့တော့အညာရဲ့အောင်ပွဲကိုအပတ်တော့အောင်ပွဲခံကြရအောင်လို့ကျွန်တော်ပြောကြလို့ပါတယ်အညာသားတွေကိုဂုံပြုပါတယ် ဒါနဲ့တစ်ဆက်ဆက်ထဲမှာဒီ jet fighter နဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်မင်းနိုင်မင်းရွာတွေထွက်ပြေးနေရတယ်ကန်တော့ကိုအသေးအံစစ်ဆင်နေတဲ့ကာလမှာ jet fighter တစ်စီးကို PLA နဲ့ပူးပေါင်းတပ်တွေ BNR တွေတပ်ရင်းတွေကအသေးအံပြစ်ခတ်တိုက်ခိုက်နိုင်လိုက်ကြောင်းတတိုင်းပြည်လုံးအောင်ပွဲခံနေချိန်မှာရင်းပါရင်းပါမင်းပကပတိုက်ကတော့အိဆာမစ်တရီယာပွားနေတာကိုလည်းကျွန်တော်တို့တွေ့ရပါ အဲ့ဒီကန်တော့တိုက်ပွဲပလဲမှာရင်းမာပင်က MOD အောက်ကတက်ရင်းမပါတလောက်မတိလိုက်မတိပါတာနေလုံးတော့တွေ့ရပါတယ်ပကဖဆိုဝေလာဝေးပါဒါကိုဒီကနေ့ပြချတာ ਨੇ ပတ်သက်ပြီးတဲ့တဲ့နှစ်ဦးပြောရင်ဇော်ထက်ဆိုတဲ့သူကပတာယူပြီးရင်းမာပင်ပကဖပလဲမောင်အလောင်းဇော်တက်အိမ်မှာတွေ့တာကိုအေးမယူနိုင်တဲ့ MOD ကခတ်အပ်ထားတဲ့ပကဖဇော်တက်က မြန်မာနောက်မှာအင်တာဗျူးဖြေပါတယ်နမနေပြစ်ချတာမဟုတ်ဘူးပြတ်ကြတာပါဆိုပြီးပြည်သူကရှင်ဘတ်ဖြစ်နေတဲ့ဒါမဆိုင်တတ်တော်ဆိုရဲဘုံစွမ်းဇာလင်ကြီးမှာချီမီနဲ့ထဲဆက်ယုံနဲ့ပတ်သက်ပြီးပြည်သူတွေကိုပြစ်ခတ်တိုက်ခတ်တပ်ဖြတ်မှုတွေလက်နက်ကင်ရန်ကားမှုတွေနဲ့ပတ်သက်ပြီးအမေရိကကိုတိုင်ကြအောင်မြောင်များစွာရောက်နေတဲ့ဒါမဆိုင်တတ်ကတယင်းမှုဘုံစွမ်း တိုက်ပွဲတိုက်တုံးကမတိလိုက်မတိပါတာနဲ့ပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတော်လန်ရေးကိုဖာတိပါတာနေတဲ့လူတိုက်လေရင်ပြက်ကြတော့အပြေးလောဓာတ်ပုံတွားရိုက်လိုက်တွေလှင့်နေတာကိုတွေ့ရပါတယ်။ဖစစ်တနဲ့လေးသားအတူတူသူတို့အတူပြက်ကြတာမျိုးဆိုပြီးထုတ်ပြောလာတာကိုလည်းတွေ့ရပါတယ်။ကျွန်တော်တို့တော်လန်ရေးမှာလောက်တွင်နေပါ။အဲ့ဒါပကပါအတွင်းမှာလိုက်စားနေတဲ့ virus ဟာပကပါဆိုတာတဖြည်းဖြည်းရုပ်လုံးပေါ်လာပါတယ်။ဒါကတစ်ဖြက် ဒီကောင်ကြီးအကြောင်းပြောရင်လေကုံနဲ့ဆက်ပြောလိုက်ကြရအောင်အဲ့တော့ဂျာဖိုက်တာပြတ်ချမှုနဲ့ပတ်သက်ပြီးအဲဒါလေးလေးကျင့်ပြန်သန်းမောင်းနေစဉ်ပြတ်ချသွားပါတယ်ဆိုဆိုပြီးဖြာစကားချင်းသားရေယူနဲ့စစ်တပ်ရဲ့တရင်ထုတ်ပြန်ချက်ကိုလည်းတွေ့ရပါတယ်ဟောဘာတော့ကန်တောင်းနဲ့ပလဲမှာသွားပြီးလေးကျင့်ပြန်သန်းလာလားဆိုတော့ အဲ့တော့ကလင်ကချစ်တဲ့တိုက်ထုတ်သည်မြတ်တဲ့င်းကိုလည်းဘယ်သူမှမယုံနေသလိုပတ်ကပါတိုက်ပြောသည်မြတ်ကိုလည်းနိုင်ငံတော်လိုင်းအင်အားစုတွေကစစ်တပ်နဲ့တလီတန်နဲ့ဆိုရဲတောက်ဆုချက်တွေကျွန်တော်တို့ဒီကနေ့တွေ့နေရပါတယ်။နောက်ထပ်ထပ်ပြီးအောင်ပွဲခံကြရအောင် suicide drone ဆိုတဲ့ FPV drone တွေစတဲ့အသုံးပြုပါ။ Ukraine လိုပဲအစည်းအမြောက်များစွာအသုံးပြုနိုင်ဖို့စူးစမ်းနေစေဖြစ်ပေမဲ့ ဒီကနေ့ suicide FPB drone နဲ့မော်ဘီလေတာဌာနချုပ်ကိုပြစ်ခတ်ထိုက်ခိုက်နိုင်ခဲ့ပါလေ။နော်။ဘုံကြီးမိုးဝေကျော်ပါဝင်နှစ်ယောက်မသာပေါ်သွားတယ်လို့လည်းသိရတယ်တတဖြူကူမော်ဘီလေတာဌာနချုပ်ဂျမ်မာရီကိုကျော်နိုင်တဲ့ suicide drone တွေစတင်အသုံးပြုပါပြီ။မော်ဘီလေတဲ့ကင်းစကန်တဲ့တွေကိုထိမှန်ပေါက်ကွဲခဲ့ပြီးရေချောင်းရေပတ် တသားဖြိုးကုတ်ကိုပုံမိုးဝေကျော်သိပါတယ်တသားဖြိုးကုတ်ကိုခွန်ငါခွန်တခိုင်ရှည်နဲ့စစ်မြေပြင်ကနေပြောင်းရွှေ့ခံလာရတယ်သူမိုးကျော်ဝီကတော့မသိရဘာတရင်လဲဘာကောင်မှမသိရဒါပေမဲ့တိတ်သွားတာတော့ဂျိမ်းသိပါတယ်စစ်တပ်မိသားစုဝင်6ဦးလဲ ဒီမြင့်ချန်ထန်တန်ရာရရှိပြီးအတူအပြက်တွေဖြစ်ကုန်တယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့ရွှေဘုရားအမတ်15တက်ရင် Kevin Matry SRTF မြို့ပြပျောက်ကြားတက်တော့ဟာပူပေါင်းဆောင်ရွက်ခဲ့တယ် Mobile Leaders Camp ဌာနချုပ်တိုက်ပွဲ AVB drone နဲ့စတင်အသုံးပြုပြီးဖြစ်ကြောင်း ကြင်ညာမောင်းခတ်ရင်တိုက်ပွဲစစ်မျက်နှာစဖွင့်လိုက်ပါဒီနေ့ကတော့ဇသိမ်းများလောက်ထားလောက်အညာမှာပထမဦးဆုံးသောတိုက်နေရင်တစည်းပစ်ချနိုင်ခဲ့တဲ့အညာသားတွေဂုံစာတဲ့နေ့အညာရဲ့အောင်ဝဲအောင်မြင်မှုကလကသစ်ဖွင့်လိုက်နိုင်ပြီဖြစ်တဲ့တမိုင်းတစ်ခင်မှာတော့ငါတို့အညာသားတွေဟာတရောင်ထိုးတွေတူမီတွေကစ စစ်တရဲ့ဂျက်ဖိုက်တာကိုတော့ပြစ်ချခဲ့နိုင်နေဆိုတော့ဂုံယူဝင်ကြောခေါင်းမော်ရှင်ကပြောမယ်အညာသားတွေရဲ့စကားကြားရောက်မိပါသေးတယ်ဂုံယူပါတယ်ကိုရှင်ညာသားတို့တော်လည်းသူရဲ့ကောင်းကြီးတို့အညာသားတို့ရဲ့မြန်မာပြည်တော်လည်းပဟုချက်စကိုင်းမျိုးကိုစစ်တပ်ခါမချခင်မှာလက်လို့ရနိုင်ချေရှိနေပါတယ်ဘာကြောင့်လဲမပြောပြဘူး ဒါပေမဲ့စွန့်စံတဲ့ချက်ချင်းရောသလိုတော်လန်ရေးရေးအတွင်းမှာပိုးထိုးလောက်ကိုက်ပြီးရှိနေလို့တချို့ကိစ္စတွေမှာအနေနဲ့ထိခိုက်နစ်နာမှုတွေရှိပြီးတော်လန်ရေးရာရှေ့မရောက်ပဲဖြစ်နေတာလို့ကျွန်တော်တဲ့တဲ့သုံးသပ်လိုက်ပါတယ်။မော်ဘီအညာ PLA တက်နေပူအောင်တက်နေအောင်ပွဲဒီနေရာကနေဒိုင်းပြည်လုံးကပြည်သူလူထုနဲ့အတူလူမြတ်ကျော်ကဂုံယူကြောင်း PLA ABDF BNR တွေ ကျတဲ့နဲ့တက်မလို့ကျွန်တော်မသိသေးတဲ့အခြားပူပေါင်းတက်တွေပါခဲ့ရင်လေလေးစားစွာဂုံပြူကြောင်းကြောကြလိုက်ပါနောက်ထပ်သတင်းကောင်းတစ်ခုကမနေ့ကကျွန်တော်တို့ပြောကြဆိုကြနေမလားအမျိုးသားလွတ်မြောက်ရေးလားပြည်သူလွတ်မြောက်ရေးလားဆိုတဲ့မိကွန်းထုံးမှုနဲ့အတူ DNL ဘာလဲဆိုတဲ့မိကွန်းကိုဒီနေ့ပြန်ဖြေပါလေဒီသတင်းကလည်းကောင်းမွန်တဲ့သတင်းတစ်ခုလို့အကြမ်းကြီးယူဆလို့ရပါတယ်နောက်ချိုးကိုပြန်ပေးမှာမဟုတ်ဘူးလို့ DNL ကငင်းဆိုပါလေဝမ်းသာပါလေ ကျင်းနေပါတယ်ဂုံယူပါတယ်ဘာမှ VJ ကတက်လာတဲ့သတင်းတပုတ်ရနောက်ချို့ပြန်ပေးမလားလို့မေးတာနဲ့ပတ်သက်ပြီးတင်းနလီယာမမှန်ကန်ပါဘူးဒီအချိန်ထိပြန်ပေးဖို့သဘောထားလုံးဝမရှိပါဘူးလို့ဆိုသလို PDF တက်တွေကိုနောက်ဆုတ်ခိုင်းတာလို့ပြောင်းရွှေ့ခိုင်းတာလို့မရှိသေးဘူးလို့လည်းတရားဝင်ဒီကနေ့ထုတ်ပြန်လိုက်ပါလေလက်ရှိချိန်မှာတော့ MNDA ကလာရှုပ်ပြန်ပေးပြီးတဲ့နောက်ပိုင်းမှာ ဒီဘောနောက်ချိုကြောင်မဲမိုးကုတ်ဒီကိုပြန်ပေးဖို့တောင်းဆိုမှုတွေရှိနေတယ်လို့သိရပြီးစစ်ကောင်စီရဲ့တောင်းဆိုချက်တွေကို DNL ကမလိုက်ရောတဲ့အတွက်ဆွေးနွေးပွဲကအဆင်မပြေဘူးလို့လည်းကျွန်တော်တို့သိရပါတယ်အဲ့တော့နှစ်ဖက်ပြင်းထန်တဲ့တိုက်ပွဲတွေဒီကနေ့နောက်ချိုကန်ကြီးရွာမှာရှိနေပြီးတော့မန္တလေးလာရှိုးမူဆယ်လမ်းမကြီးပြန်လဲပြောင်စုလမ်းမကြီးပြန်လဲဖွင့်လှစ်နိုင်ပြီးဖိအားပေးမှုအောက်မှာ DNL နဲ့ပူးပေါင်းတဲ့ရုံးကန်တွေရတာကိုလည်းကိုကြီးစာနားလာနားလေတော်လဲ နားလေတော်လေပြည်သူတို့ရဲ့စိုးရင်ကြဟာအသက်တွေချွေးတွေသွေးတွေနဲ့တိုက်ထားတဲ့မြေကိုတလက်မှမစစ်ကောင်စီကိုမပြန်မပေးချင်ဘူးဆိုတာကိုတော့ဥပေါင်းတက်တွေတိုင်းသားညီကိုတွေကိုလေးလေးနက်နက်အသိပေးပါစီပြောကြကျင်းနဲ့လားအညာသားတွေမစိုးကွင်းတိုင်းပြီးစက်ပေါင်ဖနက်နဲ့စစ်တိုင်းပြီးဂျက်နေရင်ကိုတော့ပြစ်ချနေပြီးပြောလို့အောင်ပွဲခံဤတွင် တင်ကြတော့ဒီလောက်ပဲအားလုံးကိုကျေးဇူးတက်ပါတယ်